ကိုကိုကိုမေကွန်ထုတ်ကြည့်ခြင်းဒုဒ္ဒရေကိုကိုကိုမညာတန်းမညာတန်းရွရွတာတာလေးမေ့ကြည့်ကြရအောင်နံပါတ်1ကိုထက်သားတဲ့သူတွေအပေါ်မှာစိတ်ရှင်းရှင်းနဲ့နှစ်လိုအားရဝမ်းသာပေးနိုင်ကြပြီလားနံပါတ်2ကိုထက်သားတဲ့သူတွေအပေါ်မှာမုဒိတာမပွားနိုင်ရင်တောင်မှ မနာလိုစိတ်မဖြစ်ပဲနေနိုင်ကြပြီလားနံပါတ်3ကိုယ်လောက်အစင်မပြေတဲ့သူဒုက္ခရောက်နေတဲ့သူတွေအပေါ်မှာချစ်ချင်းမုန်းချင်းကင်းကင်းနဲ့ကရုဏာထားနိုင်ပြီလားကိုချစ်တဲ့သူဒုက္ခရောက်ရင်ပိုသနာပြီးကိုမုန်းတဲ့သူဒုက္ခရောက်ရင်တော့နဲတောင်နဲသေးတယ်ဆိုတော့ခံစားချက်ကိုဥစားပေးတဲ့တနာမှုမျိုးတော့မဟုတ်ဘူးပေါ့နံပါတ်4 တကယ်အစင်မပြေတဲ့သူတွေအပေါ်မှာကရုဏာတရားမထားနိုင်ရင်တောင်မှအနိုင်ထက်ပြုဖိနှိပ်တာမျိုးမလုပ်ဖြစ်အောင်နေနိုင်ပြီလားပေါ့နံပါတ်5တရားရောက်အပေါ်မှာခွင့်လွတ်တယ်ပြောပြီးစိတ်ထဲမှာမှတ်ထားတာမျိုးမဖြစ်အောင်အကျဉ်းမဲ့ခွင့်လွတ်တာမျိုးနောက်ထပ်အခွင့်အရေးပြန်ပေးတာမျိုးအရှင်းခွင့်လွတ်နိုင်ပြီလားပေါ့နံပါတ်6 ခွင့်မလွတ်နိုင်လို့ဆွန့်လွတ်ဖြစ်ခဲ့ရင်လေချက်ချင်းမုံချင်းမရှိတဲ့ဥပိ္ပခာနှလုံးသားမျိုးထားနိုင်ပြီလားပေါ့နံပါတ်5ဘဝရဲ့အကောင်းအဆိုးအတက်အကျအနစ်အမြစ်လောကဓာတ်တွေနဲ့ကြုံတဲ့အခါမှာလေကောင်းလို့ပြောင်းသွားတာမျိုးမကောင်းလို့ဆောင်းသွားတာမျိုးရရင်ကဲပြီးမရရင်ဆဲတာမျိုးမဖြစ်အောင်ကိုယ်စိတ်ကိုမတုံမလုပ်တိတိငင်ငင်ဖြစ်အောင်ထိန်းနေနိုင်ပြီလားပေါ့ စသဖြင့်မေးစရာမေးခွန်းတွေကအများကြီးပါပဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးကိုကိုကို အားရတယ်ဆိုရင်သိကြတယ်ဘဝမှာအတော်ကျဉ်းနှံ့စရာကောင်းတဲ့သူလို့ပြောရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ပဲတစ်ခနဲ့ဆိုစိတ်ကခံစားလိုက်တစ်ခနဲ့ဆိုစိတ်ကမကြင်မနှက်ဖြစ်လိုက်မကြင်တဲ့ချက်တွေနောက်ပြီးမကြင်တဲ့ချက်တွေနောက်လိုက်ပြီးအညို့အတေအာဃာတစိတ်တွေဖြစ်လိုက် စဉ်ပြေလာရင်စိတ်ကနှထင်သွေးရောက်ပြီးအစဉ်မပြေတဲ့အခါတောကတွေများနေလိုက်ဆက်သဖြင့်ဖြစ်နေသေးတယ်ဆိုရင်တော့ကိုကိုကိုအတော်လေးပြုပြင်ထိန်းချောင်းပေးဖို့လိုတယ်လို့ပြောရမှာပေါ့ဒီမေကွန်းတွေရဲ့အဖြေကတော့ကိုယ်စိတ်နဲ့ကိုယ်ခံစားချက်ကို ပြုပြင်ထိန်းသိမ်းနိုင်မှုပါပဲပြဒနာအလုံးရဲ့အခြေခံအကြောင်းတရားကလည်းခံစားချက်ကြောင့်ပါပဲ မလိုအပ်ပဲလိုက်ခံစားတာလိုတာထက်ပိုခံစားတာမျိုးကိုရှောင်ရှားနိုင်ရင်မလိုအပ်ပဲဖြစ်လာတဲ့ပြဿနာတွေကိုလည်းရှောင်ရှားပြီးဖြစ်ပါလိမ့်မယ်။တတဝါနဲ့ပြဿနာဆိုတာတွန်တွဲနေတာဖြစ်ပေမဲ့ပြဿနာဖြစ်လာရင်ဖြေရှင်းတဲ့သူနဲ့ပြဿနာအပေါ်မှာလိုက်ခံစားတဲ့သူဒီလိုမုံမတူတဲ့သူတွေကြားမှာတော့ပြဿနာကကွဲပြားသွားစေတော့တာပဲဖြစ်ပါတယ်။ ကောင်းဆုံးကတော့ဘာပဲလာလာလက်ခံလိုက်ပါမခံစားပါနဲ့ပေါ့